ကျွန်တော်ဒီနေ့မှာဗျာ snakeation ထွက်လာရင်းနဲ့ကျွန်တော်ဒီအပိုင်းမှာတော်တော်လေးဥမာသုံးပြနေတဲ့ tablet လုံးဖြစ်တဲ့ Techno ရဲ့ Megabit 11ကြောင်းလေးကျွန်တော်ပြောပြချင်တယ်ဗောနော် က်ကလိုရဲ့မက်ဂါဘက်အလေးပဲအဆလို့ရှိရင်ပေါ့ပေါ့ပါပါနဲ့အယောင်းမပေါ်တဘောဖြစ်တယ်အဓိကတော့ဒီတက်ဘလက်ကဘလောက်ထိအသုံးဝင်လဲဘလိုတွေလုံဆောင်ချက်တွေမှာအဆင်ပြေလဲပေါ့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တနေ့တာမှာဒီတက်ကနိုရဲ့မက်ဂါဘက်အလေးပဲကိုအသုံးပြုပြီးတော့အဓိကဘလိုလုံဆောင်ချက်တွေကိုလုံဆောင်လဲဆိုတာ share လုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တော်ကမနက်ခင်းဆိုလို့ရှိရင်ဗျာတာယာညင်ညောင်းတဲ့တန်စလေးလေးကိုနားထောင်ရင်းနဲ့ breakfast စားလေးရှိတယ်ဗောနော်အခုကတော့ကျွန်တော်ရဲ့ breakfast time လေးပါဒီလိုမျိုးတာယာညင်ညောင်းတဲ့တန်စင်တွေကိုနားဆင်ဖို့အတွက်ဆိုလို့ရှိရင်တော့ techno ရဲ့ megabit 11အရင်ရောမှအဆင်ပြေဗောနော်ဘာဖြစ်လို့လဲဆိုတော့ megabit 11မှာဆိုလို့ရှိရင် Dolby Atmos ကိုအသုံးပြုထားတဲ့ stereo speaker ကြီးပဲစုစုပေါင်း၄လုံးတော့မှာပါတယ် ဘက်ဆိုလို့ရှိရင်စက်တလက်မရှိတဲ့သူ display ကိုအသုံးပြုပေးတာပေါ့နော်ဆိုတော့စက်တလက်မဆိုတော့မျက်နှာပြင်ကျဲ display ဖြစ်တယ်အလုပ်အတွက်အသုံးပြုတာဖြစ်ဖြစ် entertainment အသုံးပြုတာဖြစ်ဖြစ်တော်တော်လေးဟိုမှာအဆင်ပြေဒီ tablet ရဲ့ display နဲ့ပတ်သက်ပြီးအရန်သဘောကျတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ display မှာဆိုလို့ရှိရင်သူကဒီမျက်လုံးထိခိုက်မှုကိုရော့ကျစေတဲ့ eye technology အများကြီးပါဝင်နေဆိုတော့က display မျက်နှာပြင်ကျဲကျဲနဲ့မျက်လုံးထိခိုက်မှုကို short ချပေးနေတဲ့ display ဖြစ်တာပြည်သူကြောင့်ဒီချက်ကလည်းဒီ tablet ကိုစိတ်ဝင်စားရတဲ့အချက်တစ်ချက်ဖြစ်စေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နောက်တစ်အားသာချက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီ tablet ကတော့90 hertz refresh rate ပါပဲเนาะဆိုတော့ဟုတ်တယ်ဒီနေ့ခင်မှာ ဆိုလို့ရှိရင် wine wine 20 hertz refresh rate ဒီအသုံးများတယ်ဆိုမဲ့ဒီ 90hz ကလည်းကျွန်တော်အရင်တော့သုံးခဲ့ဘူးတဲ့ 90hz season ဆာလို့ရှိရင်300တော်တော်လေးဟိုမှာ smooth ဖြစ်တယ်ဆိုတော့သူကလည်းသူ 90hz ပါဆိုမဲ့အစဉ်ပြေတဲ့ refresh rate ကိုပိုင်ဆိုင်ထားတဲ့ tablet လုံးဆိုတာလည်းငြင်းစရာတော့မရှိပါဘူးအဓိကတော့ဒီ tablet ကိုကျွန်တော်ဘာလဲအဓိကအသုံးပြလဲဆိုတော့ကျွန်တော်ကငကိုရေက video creator ဖြစ်တာဖြစ်တဲ့ကြောင့် video ရဲ့ script တွေဆိုလို့ရှိရင်ဒီ tablet နဲ့ပဲကျွန်တော်ရေးပြတာ များဘူးเนาะနောက်တစ်ခါကျတော့ကက်ကက်ပေါ့เนาะကျွန်တော်ဒီအပေါ်စားအဒီဒီနေအတွက်ဆိုလို့ရှိရင်ကျွန်တော်ကက်ကက် Pro ကိုအသုံးပြုပြီးတော့ကျွန်တော် edit လေးတွေဒီ tablet နဲ့လုပ်ဖြစ်တယ်နောက်တစ်ခါကျတော့ကျွန်တော်ဗီဒီယိုရိုက်တဲ့ခါကျတော့ရှင်ဗီဒီယိုကာပါပေါ့เนาะ thumbnail လို့ခေါ်တော့အဲ့ thumbnail အတွက်ဆိုလို့ရှိရင်လည်းကျွန်တော် thumbnail လုပ်ဖို့အတွက် Canva app ကိုအသုံးပြုပြီးတော့ဒီ tablet ကိုပဲအသုံးပြုတော့เนาะဆိုတော့ကျွန်တော်တကယ် major သုံးတာတော့ MacBook ကိုသုံးတယ်ဒါပေမဲ့သိရတယ်ဒါပေမဲ့ MacBook ဆိုတာ laptop ဖြစ်တယ်ဘယ်တော့ပဲပါတဲ့ laptop ပဲဖြစ်ပါစေစီသွားတာလွယ်ရတာ weight တစ်ခုဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ MacBook 11လောက် portable မဖြစ်ဘူးเนาะဆိုတော့ tablet က tablet laptop က laptop ဖြစ်တာဖြစ်တော့ကြောင့်ပိုပြီး portable ဖြစ်တဲ့နေရာတွေကိုသွားက င်တယ်ဆိုလို့ရှိရင်တော့ဒီ tablet ကိုအသုံးပြုပြီးတော့ကျွန်တော်ကအလုပ်တွေလုပ်ဖြစ်တာများတယ်။ tablet ကတော့ဖုန်းလိုတော့မဟုတ်ဘူးနော်။ပြောရမယ်ဆိုလို့ရှိရင် tablet ဆိုတာအရွယ်စားတစ်ခုရှိတယ်။ဆိုတော့ကျွန်တော်ကသွားတဲ့ခါကျလို့ရှိရင်ပော့ပါပြီးတော့တရအလွယ်ကိုပြီးတော့ convenient ဖြစ်ဖို့လိုရပါနော်။ technology backup 11ဟာဆိုလို့ရှိရင် weight နေလဲဆိုလို့ရှိရင်90 gram လေးပြီးတော့အထူးနည်းဆိုလို့ရှိရင် critical mass 10 mm ထူတယ်ဆိုတော့ဒီရွယ်စားဒီ size ဆိုတာကဒီလက်နှစ်ဖက်နဲ့ကင်သုံးမဲ့ဆိုလို့ရှင်လည်းအစဉ်ပြေတဲ့အလေးချိန်နဲ့အထူပမာဏလို့ပြောလို့ရအောင်လည်းပြောရမယ်ဆိုလို့ရှင်တော့2ယောက်လာပြီပေါ့နော် The Star for Grey ဆိုတဲ့ခဲအောင်ရဲ့ Vitality Green ဆိုတဲ့ဒီအစိမ်းနှူယောင်ပေါ့နော်ကျွန်တော်လက်ထဲကိုရောက်နေရတော့ Vitality Green ဆိုတဲ့ color လေးပြောရမယ်ဆိုလို့ရှင် Build Quality ဆိုလို့ရှင်တော့သူက Metallic Body ပုံစံမျိုးဖြစ်တာဖြစ်တဲ့ကြောင့်တော်တော်လေးမှာကြည်ကြည်လေးလေးရှိတဲ့အဲ Build Quality ရှိရလို့တော့ခံစားရပါပေါ့နော်အယောင်လေးနဲ့ဆိုလို့ရှင်လည်းအနောက်က Gradient ဖြစ်တဲ့အယောင်လေးကပြောရမယ်ဆိုလို့ရှင်ကြည့်ရမျက်စိအေးတယ်တော်တော်လေးမှာ Premium Looking ဖြစ်တယ်လို့တော့ကျွန်တော်ကတော့ခံစားရတယ် နောက်တစ်ခါဂိမ်းမင်းသမားတွေအတွက်ဆိုလို့ရှိရင်ဒီတက်ဘလက်ကပေါ့နော်ဂိမ်းဆော့ရသဘောကျရယူရဲဆိုလို့ရှိရင်ကြိုက်မှသိကြတယ်။ဒါချစ်ဆက်နေနဲ့ဆိုလို့ရှိရင်တော့ Helio G99 processors နဲ့ လာပါတော့เนาะဆိုတော့ mobile legend လို game မျိုးကိုကစားမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးမှ scope ဖြစ်တဲ့ experience ကိုရပါတော့ mobile legend မှမဟုတ်ပါဘူးဒီနိုင်ငံဆိုတဲ့ chipset ကတော့ကျွန်တော်ဒီနိုင်ငံမှာလည်းတော်တော်များများမစိမ့်ကြဘူးလीဆိုတော့ဒီဒီတိုင်းတိုင်းမှာရတဲ့ performance ကိုအားလုံးလည်းတည်ပြီးသားဆိုတော့ game တော်တော်များများကိုတော်တော်လေးမှ scope ဖြစ်တဲ့ experience နဲ့ solo ရ tablet လုံးလို့တော့ကျွန်တော်ကပြောချင်ပါတယ် run နဲ့ပြောမယ်ဆိုလို့ရှိရင် physical run ကတော့ AK ပါတယ် virtual run ထပ်တိုးမယ်ဆိုလို့ရှိရင်တော့သူကဒီ16 gig run ထိတုံးလို့ရပါတော့เนาะ story အနေနဲ့ဆိုလို့ရှိရင်တော့128 gig နဲ့256 gig ဆိုပြီးတော့ storage ကလက်ခုလာပါတော့เนาะဒီမှာတစ်ခုကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ tablet ကသင်ကတ်ထည့်ပြီးတော့ သုံးလို့ရဓာတ်ပုံမှာကိုက 128K 256K နဲ့ storage မလောက်ဘူးဆိုလို့ရှိရင် 512K ကိုထပ်ပြီးတော့စိုက်လို့ရတည့်အတိုင်းမှာ tablet ဆိုတာဖုန်းလို့မဟုတ်ဘူးเนาะကျွန်တော် data တွေအများကြီးကိုဒီထဲမှာတင်ထားပြီးတော့ရုပ်ရှင်တွေတင်ထားပြီးတော့အဲ့လိုမျိုးကြည့်မှာဖြစ်တဲ့အတွက်ကြောင့် 512K storage နဲ့သုံးနေတဲ့လူတွေအတွက်ဆိုလို့ရှိရင် SD card စိုက်လို့ရတာကဒီ tablet ရဲ့ strong point လို့ကျွန်တော်ကမြင်ပါတယ် ဘက်ထရီကြောင့်ဆက်ပြောမှာနော်ဘက်ထရီနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ tablet က800 mAh ဘက်ထရီနဲ့လာတယ်ဆိုတော့900 mAh ဘက်ထရီတောင်မှကျွန်တော်ကဒီဖုန်းမှာဆိုလို့ရှိရင်တစ်နေ့တာခံတယ်ဆိုတော့အားလုံးကလည်းသိပြီးသားပါနော်ဒီမှာကြောင့် power consumption လည်းအရင်မများဘူး800 mAh ပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ one day battery life ကိုတော့ကောင်းကောင်းကြီးအသုံးပြုလို့ရတယ်လို့ကျွန်တော်ပြောချင်ပါတယ် AI ကြောင့်ဆက်ပြောပါမယ်ဗျာနော် AI နဲ့ပတ်သက်လာလို့ရှိရင်လည်းဒီ tablet က AI မှာတော်တော်လေးစင်ပြေတယ်လို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့သူ့ရှေ့မှာ track ခဲ့တဲ့ Canon 40 Pro မှာပါဝင်ခဲ့တဲ့အသုံးဝင်တဲ့ AI features တွေကိုဒီထဲမှာပြန်ပြီးတော့ထည့်သွင်းပေးတာကျွန်တော်တို့ကတွေ့ရတယ်။ဒါအပြင်မှာဗျာဒီ error လေးပါဝင်တာဖြစ်တဲ့တွေကြောင့် error ကဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ personal assistant တယောက်လိုမျိုးကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကူညီပေးနိုင်တယ်။အဲ့ဒါကြောင့် personal assistant လိုမျိုး AI ကိုအသုံးချခြင်းလည်းလူတွေအတွက်ဆိုလို့ရှိရင်ဒီ tablet ကလုံးဝအဆင်ပြေမှာသေချာတယ်။ Techno ရဲ့ Megapack 11ကိုကျွန်တော်အနေနဲ့အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ device ဒီကျွန်တော်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာဆိုလို့ရှိရင်တကယ်လို့မှအဆင်ပြေရလို့ပြောလို့ရတယ် secondary device တစ်ခုအနေနဲ့ပဲ၃၃ပေါ့နော်ကျွန်တော်ကြောင်း၃ယုံ၃အကုန်အဆင်ပြေတယ် game song မလားဒါမှမဟုတ် media ပေါ့နော် multimedia သုံးမလားအဲ့ဒီအတွက်ဘာမှကိုယ်ကပြပြောစရာမရှိဘူးဇင်းလုံးနေတဲ့ဆိုလို့ရှိရင်တော်တော်လေးမှချိုးတာတူ8128ကို9349900နဲ့ရောင်းချနေပြီးတော့8256ကိုကြတော့တူဒီ9349900နဲ့ရောင်းချနေဆိုတော့ဇင်းလုံးကလည်းချိုးတာတယ်ဒါအပြင်မှာပို့ပြီးကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင် ဒီဘက်ကိုဝယ်ယူရတဲ့လေအကုန်လုံးတော့သူက case ရယ် wireless keyboard ရယ် mouse ရယ်အဲ့ဒါတွေပါထပ်ပြီးတော့ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဗာမောက် accessory ဘက်မှာထပ်ပြီးတော့ဝယ်ကြမလို့ဘူးတော်တော်လေးဥမာ budget save ဖြစ်တယ်လို့ပြောလို့ရပါတော့เนาะဆိုတော့အများကြီးဘာမှပြောကြမလို့ဗျာမိစေတငယ်ချင်းကသာ၈သိန်းအောက်မှာ all round တက်ကောင်းမှုပြီးတော့ accessory အစုံနဲ့တက်ပက်ကကောင်းကောင်းတစ်လုံးရှာနေရဆိုလို့ရှိရင်တော့ techno ရဲ့ mega pack level ကတကယ်ကိုမှရွေးချယ်ဝယ်တဲ့တက်ပက်တစ်လုံးမှလို့ပြောနေတယ်ပဲ video လေးဒီမှာပဲစုံသက်ပေးကြပါခင်ဗျာ